ြင်းကခေါက်လိုက်တဲ့နေရာမှာလုံးဝပြတ်သွားပြီလုံးဝပြတ်သွားပြီမဲ့အဲ့ဒီဝါမင်းကြီးအလွယ်သူ့အလိုလိုလည်းပဲလဲပြီးတော့မလာဘူးလက်နဲ့ဆွဲထုတ်ပြန်တော့လည်းပဲလွယ်လွယ်ကူကူနဲ့ဆွဲထုတ်လို့မရဘူးဘာကြောင့်လဲအဲ့ဒီဝါပင်မှာရှိတဲ့အကိုင်းအခက်အတက်အလက်တွေကပတ်ဝန်းကျင်မှာရှိတဲ့ဝါပင်တွေရဲ့အပေါ်မှာညှိတွယ်ရှုပ်ထွေးနေတဲ့အတွက်ကြောင့်ပဲအဲ့ဒီအညှိအတွယ်ရှုပ်ထွေးအကိုင်းအခက်အတက်အလက်တွေကိုဒါနဲ့ခက်ခက်ခဲခဲ ပယ်သပြီးတော့မှခက်ခဲ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 ဖြတ်တောက်လိုက်မှဇာလင်ထိုးဝါပင်ကို အပြင်ဆွဲထုတ်လို့ရတယ်။ဟောယခဝယုံအတွင်းထဲကအလေကောင်ကဝါပင်ဆိုရင်တော့မပြောနဲ့တော့ဘလုံးမကိုထုတ်လို့ရမှာမဟုတ်တော့။မိကြီးမိရဲ့ဘဝဟာလည်းပဲဟောဒီယခဝယုံကြီးလိုဖြစ်နေပြီ။အန္တောသဗဟိသသတ္တယသတိတောအတွင်းရှုပ်အပြင်ရှုပ်အရှုပ်နှုံညွန့်နဲ့အသိမင်းကြီးရှုပ်နေတယ်။ အတွင်းရှုပ်ဆိုတာကလောဘဒေါသအဆက်ရှိတဲ့ကိလေသာတရားတွေကိုပြောအပြင်းရှုပ်ဆိုတာကအာယုငါးပါးကာမဂုဏ်တရားကိုပြောမိမိရဲ့စိတ်ထဲမှာလောဘဒေါသအဆက်ရှိတဲ့ကိလေသာတရားတွေဖြစ်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအတွင်းရှုပ်နဲ့ရှုပ်နေပြီအပြင်းလက်ကလည်းပဲ၃ဆောင်ခံစားဖို့အတွက်အစဉ်အတန်အနှံ့ရတာအတိတူလို့ခေါ်တဲ့အာယုငါးပါးကာမဂုဏ်တရားကြီးလို့တော့တရှိတက်မဲ့အသုံးဆ ုတွေကိုစူဆောင်းသိသိထားပြီးရှာဖွေသိမ့်ပိုက်ထားပြီး ဆိုရင်အဲ့ဒီပုဂ္ဂိုလ်အပြင်ရှုပ်တွေနဲ့ရှုပ်နေပြီအတဲ့မင်းကြီးရဲ့ဘဝဟာအတွင်းရှုပ်အပြင်ရှုပ်အရှုပ်နှစ်မျိုးနဲ့ရှုပ်နေတဲ့အတွက်ကြောင့်သံသရာဝိသင်းရဲ့ကနေလွတ်မြောက်အောင်ရုန်းထွက်ဖို့ခက်တယ်အဲ့ဒီလိုရုန်းမထွက်နိုင်တဲ့အတွက်ကြောင့်စစ်မှန်တဲ့ချမ်းသာဒုက္ခကိုမင်းကြီးမရနိုင်ဘူးတို့များကြတော့ဟောဒီပြစ်ဆိုကလေးတွေလို့ မိုးတွင်ဆိုတော့ညစ်ဆုပ်ကလေးတွေကလည်းပေါက်ဟောဒီညစ်ဆုပ်ကလေးတွေကျတော့အကန့်အဖြစ်အကျက်အလက်တွေမထွက်သေးတဲ့အတွက်ပဝင်းရင်ပေါ်မှာညှိတွယ်ရှုပ်ထွေးခြင်းလုံးဝမရှိသေးတဲ့အတွက်အဖျားကပဲချို့ချို့အရင်ကပဲချို့ချို့ချိုးပြီးတဲ့ထုံညစ်ဆုပ်ကလေးကိုအပြင်ရအောင်အလွယ်တကူနဲ့ဆွဲထုတ်လို့ရတယ်ဝယုံမေဆွန်ဖြားကမြစ်ဆုဆိုတာအသာထားလိုက်ဝယုံအလေကောင်မှရှိတဲ့မြစ်ဆုကိုတောင်းမှအလွယ်ချိုးပြီလို့ရှိရင်အလွယ်တကူဆွဲထုတ်လို့ရတယ် တို့များရဲ့ဘဝဟာလည်းပဲဟောဒီမြစ်စုလေးတွေလိုပဲအတွင်းရှုပ်လည်းမရှိအပြင်ရှုပ်လည်းမရှိရှုပ်တွဲတွေအကုန်လုံးကင်းနေတဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခတွေကလည်းလုံးမြောက်အောင်ရုန်းထွက်နိုင်ကြတယ်။ချမ်းသာစိတ်ချမ်းသာမှန်ကိုတို့များရရှိကြတယ်။ဒါကြောင့်မိကြီးဆင်းရဲဒုက္ခအပေါင်းမှလုံးမြောက်ပြီးတော့ချမ်းသာစိတ်ချမ်းသာမှန်ကိုရကျင်တယ်ဆိုရင်တော့ချက်ခတ်ဝေယုံကြီးလိုမကျင့်ပါနဲ့။ မြစ်ဆိုကလေးတွေလူကျင်ပါဒီတရားဟောပြီးတော့ပိစေကဗုဒ္ဓနှစ်ပါးကောင်းကင်ကြီးကနေကြွသွားအဲဒီမှာဗာရဏတိမင်းကြီးကကုတ်ဘကိုပြန်ပြီးတော့ဆင်ကျင်တဲ့တံဝေကတွေဖြစ်ဩငါ့ရဲ့ဘဝအတွင်းရှုပ်အပြင်ရှုပ်တွေနဲ့ရှုပ်ပြီးတော့နေပါလားဘယ်တော့များမှဒီအရှုပ်အသွေးကနေလွတ်မြောက်ပါမလဲ ကရဏုကိုအဟံမိဧဝါသစ္စမာနောဘဝိယံကရဘေခာ၌အဟံမိငါဒီလည်းပဲဧဝံဤပိစေကဗုဒ္ဓရှင်မြတ်နှစ်ပါးကဲ့သို့အသစ္စမာနောကြီးကတွေ့တာချင်းမရှိသောပုဂ္ဂိုလ်ဒီဘဝိယံလူခိုးဖြစ်နိုင်ပါနီတရားနာမိတ်တာများလည်းပဲကိုယ့်ဘဝပြန်ပြီးတော့စဉ်းစားကြည့်ဒုဗဝတခတ်ဝယုံကြီးလိုများဖြစ်နေသလားမြစ်ဆိုကလေးတွေလိုပဲဖြစ်နေသလားဆိုတာ ဇကဝေယျကြီးလို ဖြစ်နေပြီဆိုရင်တော့ဒုက္ခတော့ကလုံးမြောက်အောင်ရုံးမှုခက်ပြီဒီဘာရဏတိမင်းကြီးကတော့ဘယ်တော့မှမငါလဲအသစ္စမာနပုဂ္ဂိုလ်ဖြစ်မယ်လို့စဉ်းစားဆင်ခြင်ပြီးတော့တသေဝသူတဇကဝေယျကြီးရဲ့အောက်လိုက်ပင်လျင်ဒီတော်မတ်တရလျက်ဝိပဿနာတော့ဝိပဿနာရှုပွားလိုက်ပြီးရှိသောပိစိကဘောဓိပိစိကဘောဓိဉာဏ်တို့တစ္ဆာကတိကောင်းစွာ ိမျက်မှောက်ပြုတော်မူခဲ့ပါပေတတိပါရဏတိမင်းကြီးပိစေကဗုဒ္ဓဖြစ်သွားတာတယောက်တည်းနေပြီးအားထုတ်လို့ဖြစ်သွားတာလားဆိုရင်မဟုတ်ဘူးပါရဏတိမင်းရဲ့ပတ်ဝန်းကျင်မှာ မိရာကြီးကြီးရဲငယ်တွေမောင်းမမိတ်တန်တွေနန်းနေသူနန်းနေသားတွေဝင်ကြီးတွေမူးမတ်တဲ့စစ်တီဘောပါတွေဆံရံပေါင်းမြောင်များစွာရှိနေကြ အများရဲ့အလဲမှာအပေါင်းဟောရဲ့အလဲမှာနေနေရပေမဲ့လို့မိမိရဲ့တဏ္ဍာမဝိပဿနာစိတ်အစိတ်တည်းဖြစ်အောင်ထားလိုက်နိုင်တဲ့အတွက်ကြောင့်ဝိပဿနာစိတ်ရဲ့အရှားမဲမှာမစိတ်ကြီးအဆက်ဆက်ဖြစ်ပြီးတော့အရဟံမေအရဟံမေအရဟံဘေအရဟံဘုံညာကိုမျက်မှောက်ပြုပြီးတော့ပစ္စေကဗုဒ္ဓဖြစ်သွားတယ် ဒါကြောင့်အများနဲ့နေပြီးနေနေရတော်လဲပဲတစိတ်တည်းထားနိုင်နေဆိုရင်အကျိုးကိသမိမိလိုအပ်သောအကျိုးကိသပြည့်စုံနိုင်တယ်ဆိုတဲ့သာသကပါပဲ။ပါရမီမင်းကြီးပြည့်စေကဗုဒ္ဓဖြစ်သွားတာပါဠိရပုံနဲ့ပြည့်စေကဗုဒ္ဓဖြစ်သွားတာလေဆိုရင်မတ်တရက်လျက်ဣရိယပုံနဲ့ဖြစ်သွားတာ။ပြည့်စေကဗုဒ္ဓနမကောင်းကြီးကကြွသွားတော့ကိုမတ်တရက်ဖူးမြော်ရင်းနဲ့ဝိပဿနာရှုလိုက်လို့ပြည့်စေကဗုဒ္ဓဖြစ်သွား။ ဒါကိုနမူနာယူပြီးတော့ဒီမိတော့ဒီထိုင်နေတဲ့အချိန်မှာပဲရှုမှတ်မယ်။ဇင်းဉဏ်ချိန်မှာပဲရှုမှတ်မယ်လို့နှလုံးမသွင်းကြပဲနဲ့အထွေထွေပြုဝယ်ကိစ္စကိုအထွေထွေပြုဝယ်ကိစ္စတွေကိုပြုလို့ဆောင်ရွက်နေတဲ့အချိန်ဒီမှာလည်းပဲအထွေထွေအသေးစိတ်အမှတ်ကလေးတွေကိုမလွတ်အောင်ရှုမှတ်ပြီးတော့နေကြရမယ်။ဒါကအာထုနေတဲ့ယောဂီများအတွက်ပြောတာ။အိမ်ကြံရမယ့်ပုံကူများအတွက်တော့ဘုရားကလည်းမ ထိုင်ပြီးတော့တရားထိုင်နိုင်တဲ့အချိန်ကြမှာပဲငါဝိပဿနာရှိတော့မယ်။ကျန်တဲ့အိမ်မှုကိစ္စတွေဆောင်ရွက်နေတဲ့အချိန်မှာတော့အသာလေးနေလိုက်အောင်မယ်လို့ဒီလိုနှလုံးမသွင်းကြဘဲနဲ့နေစဉ်ပြုပွဲကိစ္စတွေပညာရေးကိစ္စ၊ဇီဝရေးကိစ္စ၊အိမ်ောင်ရေးကိစ္စ၊လူမှုရေးကိစ္စ၊ကျန်းမာရေးကိစ္စအသက်ရှိတဲ့အရေးကိစ္စပေါင်းပြောင်းများစွာပြုလုပ်ဆောင်ရွက်နေတဲ့အချိန်တွေမှာလည်းပဲဆောင်ရွက်နေတဲ့အခိုက်အခိုက်ကလေးတွေမှာမိမိရဲ့ တဏ္ဍာမဝိပဿနာ ရှုမှတ်မှုကလေးနဲ့တွဲပြီးတော့မိမိရဲ့အပြုမိမိဆောက်ရှားနေတဲ့မိမိဆောင်ရွက်နေတဲ့အပြုမှုလေးတွေမှာဝိပဿနာအမှတ်သတိလေးကပ်ပြီးတော့ပြည့်လုံအားထုတ်ကြရမယ်။အလေးအကျဉ်းလဲလှုပ်ထားမယ်၊သတိလဲထားမယ်ဆိုရင်တော့ဘာအလုပ်ပဲလုပ်လို့ရှုမှတ်လို့ရပါလေ။ဒီနေရာမှာအစူးစိတ်ဝင်စားစရာကောင်းပြီးတော့အစူးအရသာရှိတဲ့ရှုမှတ်နည်းလေးတစ်ခုကထီကျဲဆိုတဲ့သဘောကိုရှုမှတ်တဲ့နည်း ထိခြင်းဆိုတဲ့သဘောတရားနာပိဒါများဘာဘာအပြုအမူကိုပဲကြည့်ပြုအချိန်တိုင်းအချိန်တိုင်းမှာအပြုမူတိုင်းပြုမူတိုင်းမှာလှုပ်ရှားမှုတိုင်းလှုပ်ရှားမှုတိုင်းမှာထင်ရှားရှိတယ်နော်ထိခြင်းသဘောကင်းနေတဲ့အချိန်ဆိုတာမရှိဆိုတော့ရေချိုးတယ်ဆိုလို့ရှိရင်လည်းပဲရေခွက်နဲ့လက်နဲ့ ठी မယ်ရေနဲ့ခန္ဓာကိုယ်နဲ့ ठी ဉာဏ်သိတယ်ဆိုရင်လည်းလက်နဲ့ဉာဏ်နဲ့ ठी မယ်သွားလိုက်တယ်ဆိုရင်သဘောတန်နဲ့လက်နဲ့ ठी အာဣမုကေသဆောင်ရတဲ့ခါကျတော့အဝိရှောမယ်ဆိုရင်လက်နဲ့အဝိနဲ့ထိမယ်။သမေဟုတယ်မယ်ဆိုရင်သမေဟုနဲ့လက်နဲ့ထိမယ်။ရောင်းမနဲ့လက်နဲ့ထိမယ်။မယုတ်တိထောင်းကြီးဆိုတော့မယုတ်ဆုံးနဲ့လက်နဲ့ထိ။အကောင်းမောင်းကြီးဆိုပြန်တော့လည်းပဲကာစီယာတိုင်းနဲ့လက်နဲ့ထိမယ်။ထိုင်ကုန်နဲ့တင်မနဲ့ထိအစစီအားဖြင့်ထိခြင်းဆိုတဲ့သဘောကတော့ဘာအပြုတ်အမူဝဲပြုတ်ပြုတ်အမြဲတမ်းရှိနေတယ်။ င်းရင်းဆိုတဲ့သဘောကလည်းပဲအနှံ့အပြားရှိနေတာဆိုတော့ထီတဲ့ရားစွာတဲကထီတယ်ထီတယ်လို့ရှုမှတ်လိုက်လို့ရှိရင်မိမိလောက်နေတဲ့အလောက်ကိစ္စအနှောက်အယှက်ဖြစ်မသွားနိုင်တဲ့ထီတဲ့သဘောလေးကိုအာရုံစူးစမ်းပြီးတော့ထီတယ်ထီတယ်လို့ရှုမှတ်ရမယ်။ဆိုကြပါစို့မယုတိထောင်းနေတယ်ပဲဆိုကြပါတော့။ယုတိထောင်းနေတဲ့အချိန်မှာညာဘက်လက်ကလည်းအယုတ်ကျဝင်တဲ့ထီဘယ်ဘက်လက်ကလည်းငရုတ်ဆုံတဲ့ထီ တင်မကလည်းပဲဆိုင်နေတဲ့ခုံနဲ့ထိခြေတော်ကလည်းပဲကျန်းကျင်နဲ့ထိထိတဲ့နေရာတွေအနှံ့အပြားပဲအဲ့ဒီထိတဲ့သဘောတွေမြောင်များစွာရှိတဲ့အထဲကတင်မနဲ့ထိုင်ကုန်နဲ့ထိတဲ့နေရာအာယုံစုတာပြီးထိတဲ့ထိတဲ့လို့ရှုမှတ်လိုက်လို့ရှိရင်မယုတိထောင်းချက်တွေလွဲပြီးတော့တော်ကြလက်ကုန်ငရောချက်ဝင်နဲ့ထိရင်ထိသွားနိုင်တယ်နော်ဒါကြောင့်ထီချင်းအများအပြားရှိတဲ့တဲ့ကမိမိလုပ်နေတဲ့အလုပ်ကိုအနှောက်အယှက်မဖြစ်နိုင်တဲ့ထိတဲ့သဘောလေး အဲ့ဒီယုံကြည်ချောင်းတဲ့ကိစ္စမှာရှုမှတ်လို့အကောင်းဆုံးအကွက်ကတော့လက်နဲ့ငရုကြဝိနဲ့ထိနေတဲ့နေရာလေးအာရုံစူးစမ်းပြီးတော့ရှုတာအကောင်းဆုံးပဲအဲ့ဒီလိုရှုနေမှဆိုရင်ငြိမ်ပြီးချောင်းတဲ့အလုပ်ကိစ္စလည်းဘာမှအနှောက်အယှက်ဖြစ်သွားစရာအကြောင်းမရှိဒါကြောင့်ငရုကြဝိနဲ့လက်နဲ့ထိတဲ့နေရာလေးစိတ်ကပ်ပြီးတော့ထိတယ်ထိတယ်လို့ရှုမှတ်ပြီးတော့ငြိမ်ပြီးချောင်းမယ်ဆိုရင်ငြိမ်ပြီးချောင်းတဲ့အလုပ်လည်းပြီးဝိပဿနာရှုမှတ်တဲ့အလုပ်လည်းပြီးတစ်ချိန်နဲ့အလုပ်နှစ်ခုပြီးတဲ့အတွက်ကြောင့်နေရာကျတယ် ဒါကြောင့်အချိန်တိုင်းအချိန်တိုင်းအပြုမူတိုင်းအပြုမူတိုင်းမှာထီကျဲဆိုတဲ့သဘောအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်မိမိရှုမှတ်လိုက်ခြင်းကြောင့်မိမိလုပ်နေတဲ့အလို့အနှောက်ရှက်မဖြစ်မဖြစ်နိုင်တဲ့ထိတဲ့နေရာလေးကိုအာယုံစူးစားရင်းပြီးတော့ထိတယ်ထိတယ်လို့ရှုမှတ်တဲ့အလေးအကျင့်ကိုအိမ်မှာနေကြတဲ့ဘုရားနာပိဋကများလေ့ကျင့်ပြုစုပြုထောင်ကြပါလို့ဦးဇင်းတို့ကတိုက်တွန်းပါတယ်အဲဒီလိုအချိန်တိုင်းအချိန်တိုင်းမှာဝိပဿနာစိတ်ကလေးဖြစ်အောင်ကြိုးစားအားထုတ်တော့ဘာအကျိုးရသလဲ ဒီရဲ့တဏ္ဍဝိပဿနာစိတ်တစိတ်တည်းအချိန်တိုင်းအချိန်တိုင်းဖြစ်နေအောင်ကြိုးစားအားထုတ်နိုင်ပြီဆိုရင်ပြည့်လို့သမျှအပြုအမူတိုင်းမှာငါဆိုတဲ့သဘောလေးကင်းနေတယ်။ဒါပဲဒီပြုငါဆိုတဲ့သဘောလေးမပါတော့တဲ့အတွက်ကြောင့်ချမ်းသာတဲ့ကြောင့်သမျှအာယုန်တိုင်းအာယုန်တိုင်းအပေါ်မှာငါဥစ္စာဆိုတဲ့သဘောလေးကင်းရှင်းနေတဲ့အတွက်ကြောင့်ချမ်းသာငါဆိုတဲ့သဘော ငါဥစ္စာဆိုတဲ့သဘောဒီသဘောနှမျိုးကင်းရှင်းနေတဲ့အတွက်ကြောင့်ဝိပဿနာစိတ်ကလေးဖြစ်နေတဲ့အချိန်မှာအင်မတန်ချမ်းသာတယ်။ဒါကြောင့်မိမိရဲ့တဏ္ဍာမဝိပဿနာစိတ်ကလေးတစ်စိတ်တည်းအမြဲတမ်းဖြစ်နေအောင်ကြိုးစားအထုတ်ကြပါဝိပဿနာစိတ်တစ်စိတ်တည်းထားနိုင်ခြင်းကအဓိကလို့ဆိုလိုက်တဲ့အတွက်ကြောင့်တယောက်တည်းနေခြင်းကိုလည်းမဆုံးလို့ပဲနဲ့တယောက်တည်းနေခြင်းဆိုတဲ့သဘောကိုလည်းပဲ မိမိရဲ့တန်ဓမ္မပြည့်စုံအောင်ကြိုးစားအထုကြပါလို့ကုသိုလ်တို့တိုက်တွန်းပါတယ်ကုသိုလ်တို့ခုနကတယောက်တည်းနေဆိုတဲ့နေရာမှာစကားပြောခြင်းဆိုတဲ့သဘောကိုထည့်ပြီးတော့ပြောခဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်သာစခုမှမောင်နှမနှစ်ယောက်တရားအားထုတ်ကြအမဖြစ်တဲ့ပုဂ္ဂိုလ်က ။မောင်ဖြစ်တဲ့ပုဂ္ဂိုလ်တဲ့တလားဆုံးပြီးတော့ဈေးတာကိုရောက်။မောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကတလားနောက်ကျမှရောက်။အမဖြစ်တဲ့ပုဂ္ဂိုလ်ကနှစ်ယောက်ခန့်စခန်းမှာနေရာရတော့မိမိအခန်းပေါ်နဲ့အတူထိုင်နေစေထိုင်နေမှတပါသောချိန်တွေသင်ညာချိန်တွေမှာလည်းစကားပြော။အတူတူပြုဝဲကိစ္စဆောင်ရွက်တဲ့ချိန်တွေမှာလည်းစကားပြော။ညတရားဆိုင်သိမ့်တဲ့အချိန်တရားဆိုင်နားတဲ့အချိန်ကြတော့လည်းပဲခန်းထဲမှာညှင်းနေတဲ့အထီးအောင်စကားပြော။ မောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကတော့တယောက်ခန်းစခန်းမှာနေရာရတဲ့အတွက်ကြောင့်အပေါင်းဖော်လည်းမရှိစကားလည်းမပြောရဘူး။မောင်ဖြစ်တဲ့ပုဂ္ဂိုလ်တယောက်တည်းနေပြီးတော့စကားမပြောဘဲအားထုတ်လိုက်တာတပတ်လောက်ကြာတဲ့အခါမှာရရှိတဲ့ဝိပဿနာဉာဏ်ဒီအမဖြစ်တဲ့ပုဂ္ဂိုလ်တလားအားထုတ်ထားလို့ရတဲ့ဝိပဿနာဉာဏ်တဲ့အစာပေါင်းများစွာသားနေတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုရင်တယောက်တည်းနေခြင်းရဲ့အကျိုးကျေးဇူးပါပဲ။ အပေါင်းအဖော်နဲ့နေတော့စကားပြောဖြစ်တယ်စကားပြောဖြစ်တော့ဝိပဿနာစိတ်တစ်စိတ်နဲ့မထားနိုင်မထားနိုင်တော့တရားမတက်တော့တယောက်တည်းနေတော့အပေါင်းအဖော်နဲ့ရောနှောမှုမရှိတဲ့အတွက်စကားလည်းပြောစရာမလိုအဲ့ဒီတော့တရားကြီးချက်တဲ့ဝိပဿနာဉာဏ်ကြီးထက်မြက်သွားတယ်ဒါကြောင့်စကားပြောဖြစ်ချင်းဆိုတဲ့အပြစ်တစ်ခုတည်းနဲ့ကိုယ်ပဲအဲ့ဒီအပြစ်ကိုကြောက်ပြီးတော့အပေါင်းအဖော်ကိုစွန့်ခွာပြီးတော့တယောက်တည်းနေတတ်ပါတယ် တယောက်တည်းလဲနေနိုင်မယ်တစိတ်တည်းလဲထားနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပဲတယောက်တည်းလဲနေတစိတ်တည်းလဲထားတော့တယ်ဖြစ်ဖြစ်ဒီကတော့ပြိတ္တကတော်မှာမြောက်များစွာရှိပါတယ်ဆေသာဆုံးကတော့ဉာဏ်နာပြိတ္တမှာလဲသိနေကြတာကတော့ဝဏဝါတိတိတ်တာမဏိလို့ခေါ်တဲ့ကိုရင်တိတ်တာလေးရဲ့အကြောင်းခொနနဲ့အရွယ်ကိုရင်တိတ်တာလေးရဲ့အကြောင်း အဲ့ဒီကိုရသိတာလေးဟာလလဘပေါ်များချင်းရှားကြောကြတာဝိတိမြို့မှာနေတယ်ဘလောက်ထိလလဘပေါ်များတယ်လဲဆိုရင်ခုနှစ်နှစ်အရွယ်ကိုရင်ဝဲပြီလို့ပထမဆုံးဆွမ်းခံထွက်တဲ့နေ့မှာဆောင်းဝတ်တရားရဒုတိယနေ့မှာဆောင်းဝတ်900ရရဒုတိယနေ့မှာဆောင်းဝတ်900ရရနှစ်ရပေါင်းဆောင်းဝတ်တထောင်ရတယ်နေ့စဉ်နေ့စဉ်တန်ခါတထောင်အတွက်အဲ့ဒီကိုရင်တပါးတဲ့ကဆွမ်းတူနိုင်တယ်ဆောင်းတဲ့တရားတန်ဃာတော်များချမ်းလို့ကဗလာချုပ်နေမရှိတဲ့အတွက်မီးလုံနေကြတာမြင်လို့ တန်ခါတောင်ကိုဥဆောင်ပြီးတော့မြို့တဲ့ကဗလာအလူကံထွက်လိုက်တာမြို့အပြင်မှာကဗလာ900မြို့တွင်းမှာကဗလာ900ကဗလာ1000နေခြင်းမရအဲ့လောက်ဒီဘုံကံကြည်ပါကိုရင်းရဲ့ဂုံတန်းကြော်ကြတော့တာဝတိမြို့တဲ့ကလူတွေက လာလာပြီးတော့ဖူးကြတာဝတိမြို့သားဆိုတော့မိဘဆွေမျိုးတွေတကယ်ချင်းပေါင်းတဲ့နေ့ကလည်းအများအားလာပြီးတော့စကားတွေပြောကြလာတယ်များဧည့်သည်လက်ခံပြီးတော့စကားပြောနေရတဲ့အတွက်ကြောင့်တရားအားထုတ်ခြင်းမရှိဘူး ဒီတိုင်းဆိုရင်တော့ငါမှသာသနာမှာ၆တိရာရမှာမဟုတ်တော့ဘူးဒီအပေါင်းဖို့ကိုစွန့်ခွာပြီးတော့ငါတယောက်တည်းတရားအထုတ်မှဖြစ်တော့မယ်ဆိုပြီးတော့ကိုရင်လေးကသဝိတိမျိုးနဲ့ယူဇနာ120ဝေးတဲ့အယူဇနာ10မိုင်လုံးနဲ့အတွက်မယ်ဆိုရင်မိုင်မွန်960ကျော်ဝေးတဲ့တောအုပ်တစ်ခုမှတပါးတည်းသွားပြီးတော့တင်းသုံးတယ်ခွန်နဲ့ရွယ်ကိုရင်လေးတောထဲမှာတယောက်တည်းနေပြီးတော့တရားအားထုတ်ကြရဲဆောင်ကန်ထွက် သာသူယောဂါတွေကလည်းကြီးညိုတော့ဆွမ်းနေဆက်ကကြဆွမ်းဆက်ကပြီးအနုမောဒနာတရားဟောဖို့တောင်းပန်။ကိုယ်လေးကရှေ့ရှေ့ဝေးဝေးမဟုတ်ဒုက္ခိတာဟောတာဒုက္ခမုစတာ။စေယကိညာပါအဲချမ်းသာကြပါစေစေယကိညာပါစေဒါပဲဟော။တရားရှေ့ရှေ့ဝေးဝေးဟောနေမယ်ဆိုရင်ဒီနေ့တစ်မျိုးနောက်နေ့တစ်မျိုးဟောနေရ။တန်နေတဲ့နေ့တရားမဆက်အောင်ဟောဖို့အတွက်ကြံစည်စဉ်းစားနေရတာနဲ့ဝိပဿနာစိတ်တစိတ်ထဲထားနိုင်မှာမဟုတ်တော့ဘူး။ဒါကြောင့် စကားပြောခြင်းတရားဟောခြင်းကိုရှောင်ပြီးတော့ဝိပဿနာစိတ်တစ်စိတ်ထဲထားပြီးတော့ကိုယ်ရင်လေးတရားအားထုတ်လိုက်တာသောသမဏေရောသူခုနှစ်နှစ်အရွယ်ကိုယ်ရင်တိတ်သာသည်ဒေနေဝအန္တရဝတိနာသူဝါတွင်၌ပင်လျင်ပဋိသင်္ဘိဒာဟိပဋိသမိဒာညာ၄ပါးတို့နှင့်သဟသကွာအရဟတံအရဟသဘုသူပါပုဏီကောင်းစွာမသွေဆောက်ရောက်တော်မူခဲ့ပါပေတည်း ဒါကြောင့်သီယနာပိဋကများတယောက်ထဲလဲနေနေအောင်ကြိုးစားကြပါတစိမ့်ထဲလဲထားနိုင်အောင်ကြိုးစားကြပါဝိပဿနာစိတ်တစိမ့်ထဲထားနိုင်ဖို့ကတော့ပိုပြီးတော့အဓိကကြအိမ်မှာနေတဲ့ပုဂ္ဂိုလ်များအနေနဲ့အမြဲတမ်းတယောက်ထဲနေဖို့ဆိုတာမဖြစ်နိုင်ဘူး တို့တော်လည်းပဲတခါတည်းမှာအချိန်မရရအောင်ယူပြီးတော့အချိန်လေးပေးရင်ပေးတယ်လို့အခွင့်အရေးပေးရင်ပေးတယ်လို့မိသားစုနဲ့စွန့်ခွာပြီးတော့ဖျားကန်ထဲမှာဓမ္မမို့မိမိရဲ့အိတ်ခမ်းထဲမှာတယောက်တည်းနေပြီးတော့ဝိပဿနာအလုပ်အားထုတ်တဲ့အကျင့်ကိုလည်းပဲပြုစုပြုထောင်ကြပါလို့ဆိုလို့တိုက်တွန်းပါတယ် တစိတ်တဲ့ထမ်းရင်ကအဓိကပဲဆိုပြီးတော့တယောက်တည်းနေခြင်းကိုမစွန့်လွတ်ကြပါနဲ့တယောက်တည်းနေခြင်းကတစိတ်တဲ့ထားခြင်းကိုခိုင်မြဲအောင်အားရှိအောင်အထောက်အကူပြုနိုင်ဒါကြောင့်တယောက်တည်းလည်းနေနိုင်ကြပါစေတစိတ်တည်းလည်းထားနိုင်ကြပါစေလို့တိုက်ကြွရင်းနဲ့ဦးဇနုရဲ့တရားဒီနေရာမှာပဲဤကုန်းချုပ်ပါတယ်။မြတ်စွာဘုရားရှင်ရဲ့တရားကာသာတစ်ခုရွတ်ဆိုပြီးတော့ဦးဇနုရဲ့တရားဤကုန်းချုပ်ကြရအောင်။ ကတနံဧကသိယံဧကောစရမတန္တိတောဧကောဓမ္မယမတနံဝနံဒေရမိတောတိယဘေကဝေအပိဒါ၄ပါးချစ်သားချစ်သမီးတို့ဧကတနံတယောက်တည်းနေခြင်းကို၎င်းဧကသိယံတယောက်တည်းအိတ်ခြင်းကို၎င်းကပ္ပိယပြုရာ၏မြတ်စွာဘုရားရှင်ကနေတော့ဗန္နယောက်နေရမလဲဆိုရင်တယောက်တည်းနေပါ တယောက်တည်းနေတော့ဘာအကျိုးရတယ်လဲဆိုတော့ရှင်နာမှာအချက်၃ချက်ပြောခဲ့တယ်ဒီနေရာမှာကျမ်းစာပြည့်စုံမှာအချင်းချုပ်ပြီးတော့မှတ်ဖို့ကတယောက်တည်းနေခြင်းကြောင့်မျက်စိနားနာဆရာကိုစိတ်ခေါ်တဲ့ဓဝရ၆ပါးလုံးချမ်းသာတယ်မျက်စိကလည်းပဲမျက်စိရှုပ်ဇရာတွေမျက်စိနှောက်ဇရာတွေအမြင်မတော်တာတွေမမြင်ရတဲ့အတွက်ကြောင့်ချမ်းသာနားကလည်းပဲမကြားခြင်းနဲ့အတန်ဒီအနှောက်အယှက်ဖြစ်မဲ့အတန်ဒီမကြားရတဲ့အတွက်ကြောင့်ချမ်းသာ၎င်းကလည်းမကောင်းတဲ့အနန္တ င်းတဲ့အတွက်ကြောင့်ချမ်းသာတယ်။အများနဲ့ရောပြီးတော့နေပြီဆိုတော့ကိုနဲ့နေချွေးနဲ့နေကြီးနဲ့နေနဲ့နံပြီးတော့နေတယောက်တည်းနေတော့အဲ့ဒါတွေကင်းပြီးတော့ချမ်းသာတယ်။ရှာနဲ့ပတ်သက်ပြီးတော့လည်းပဲချမ်းသာဆိုကြပါစို့အများနဲ့နေတော့ရေခွက်လေးတစ်ခွက်မတန့်ရှင်းတဲ့ပါးစပ်အညစ်ကြီးတွေပေးနေတဲ့ပါးစပ်နဲ့ချားပြတ်ကတောက်သွား။ကိုကအဲ့ဒီရေခွက်ဆက်ပြီးတော့တောက်တော့အညစ်ကြီးတွေပေးနေတဲ့ရေခွက်နဲ့ရေကိုတောက်ရတယ် ရှာနဲ့ပတ်သက်ပြီးတော့ဆင်းရဲတယောက်တည်းနေရအဲ့ဒီသဘောကင်းနေတဲ့အတွက်ကြောင့်ချမ်းသာလေရှာနဲ့ပတ်သက်ပြီးတော့တနည်းပြောမယ်ဆိုရင်လည်းပဲစကားမပြောရတဲ့အတွက်ကြောင့်ချမ်းသာ မပြောခြင်းမနဲ့ပြောရမဆိုခြင်းမနဲ့ဆိုရအဖြစ်ခြင်းမနဲ့ဖြေနေရတဲ့ဒုက္ခမျိုးတွေကင်းတဲ့အတွက်ကြောင့်လည်းပဲရှာနဲ့ပတ်သက်ပြီးချမ်းသာလေကိုယ်နဲ့ပတ်သက်ပြီးတော့လည်းပဲအများနဲ့ရောရှက်ပြီးတော့မနေတဲ့အတွက်ကြောင့်အများကြီးက အရင်ရောင်းနဲ့ပတ်သက်တဲ့ယောဂါတွေတခြားတခြားသောယောဂါပုံမောတွေကုသချင်းဆိုတဲ့သဘောတွေကင်းနေတဲ့အတွက်ကြောင့်ကိုယ်နဲ့ပတ်သက်ပြီးတော့လည်းချမ်းသာတယ်။စိတ်နဲ့ပတ်သက်ပြီးတော့လည်းပဲခုနကကိုယ်နဲ့ပတ်သက်ပြီးတော့အများနဲ့နေပြီးဆိုတော့ကိုယ်ငွေတွေက လောင်းပြီးတော့တခါတည်းပူတဲ့ပူတိုက်တဲ့ပူပြီးတော့ပူအိုက်တဲ့ဆင်းရဲခံစားရတယောက်တည်းနေတော့အဲ့ဒါကင်းတဲ့အတွက်ကိုယ်နဲ့ပတ်သက်ပြီးချမ်းသာတယ်။ ဆင်းရဲပတ်သက်ပြီးတော့လည်းပဲချင်းချင်းမောင်းခြင်းအပေါင်းတို့မရှိတဲ့အတွက်ချင်းချင်းမောင်းခြင်းဆိုတာမရှိတဲ့အတွက်ကြောင့်ချမ်းသာတယ်။ဒါရ၆ပါးလုံးနဲ့ပတ်သက်ပြီးတော့ချမ်းသာတဲ့အတွက်ကြောင့်တယောက်တည်းနေခြင်းကိုကြိုးစားအားထုတ်သင့်တယ်။ဧကသနံတယောက်တည်းနေခြင်းကို၎င်းဧကသင်ယံတယောက်တည်းအိခြင်းကို၎င်းကပ်ပြရပြရ၏။အဲ့တော့လေတယောက်တည်းနေပါ အတယောက်တည်းအိပ်ပါ အဘောင်းဘုံနဲ့အဲ့တော့ကိုကအဲ့ကြောင့်မင်းတန်ကရှိသေးဘေးရပုဂ္ဂိုလ်ကဟောက်လိုက်တော့အဲ့မရဘေးရပုဂ္ဂိုလ်ကသွားပြီးကြိတ်နေပြီးအဲ့မရတော့အဲ့ကျန်တဲ့လူနဲ့အတူအဲ့ရပြီဆိုရင်လက်တည်ရှိနေတဲ့ကံကြောက်တဲ့အတွက်ကြောင့်ကိုယ်မှလုံးဝအဲ့မရတော့ဘူးဒါကြောင့်တယောက်တည်းအဲ့ရတာအဲ့ဒီဒုက္ခတွေကင်းတဲ့အတွက်ကြောင့်ချမ်းသာတယ်ဧကတဏံတယောက်တည်းနေခြင်းကို၎င်းဧကတယံတယောက်တည်းအိခြင်းကို၎င်းကပ်ပြရာပြုရာဤ ဧကောတယောက်တည်းအတန်တီတော့မပြည့်ကြီးပဲစရိစရိယနေရာကြီးတယောက်တည်းမပြည့်အောင်နေပါတဲ့။တနည်းပြောတော့တယောက်တည်းပြောအောင်နေပါလို့ဆိုလို့တယောက်တည်းပြောအောင်နေတဲ့ဤကတော့တရားဘာဝနာနဲ့နေတဲ့ဤပဲရှိတယ်။တရားဘာဝနာနဲ့ကင်းပြီးတော့တယောက်တည်းပြောနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ဖြစ်နိုင်ပါတယ်လို့ဆိုခဲ့ရင်ခဏပဲရမယ်ရေရှည်မရအမြဲမရဘူး။ အမြဲတမ်းတယောက်တည်းပျော်တဲ့နီးကတော့ဘာဝနာနဲ့နေတဲ့နီးပဲဖြစ်တယ်။အဲဒီတော့တယောက်တည်းနေတဲ့နေရာမှာမြတ်စွာဘုရားရှင်ကတဘောနိဗ္ဗာန်ကိုဤမှန်းတဲ့ပုဂ္ဂိုလ်များတရားဘာဝနာနဲ့ပဲနေရမယ်။မကောင်းမှုတစ်ခုခုပြုတ်ပြီးတော့ဒါမှမဟုတ်ကာမဂုဏ်အယုံတစ်ခုခုကိုခံစားပြီးတော့နေရမှာမဟုတ်ဘူးဆိုတာကိုဧကောစရိနသဘာဝနိကိရာ ဧကောစရိတယောက်ချင်းနေပါစဒါပေမဲ့လို့ပါပါဏိမကောင်းမှုတို့ကိုတော့နာကရိယမပြုပါနဲ့တယောက်ချင်းနေတယောက်ချင်းနေဆိုလို့တယောက်ချင်းတော့နေတာဟုတ်ပါရဲ့ဒါပေမဲ့မကောင်းမှုတော့မပြုနဲ့တယောက်ချင်းတော့နေပါရဲ့တိရှိပြီးတော့မိမ့်နေမယ်ဆိုတော့နေရာမကြောက်တယောက်ချင်းတော့နေပါရဲ့ဖြာလန်းပြီးတော့ဇဘိုးတွေတကောင်ပြီးတကောင်တန့်နေရင်တော့နေရာမကြောက်ဘူးဒါကြောင့်တယောက်တည်းနေဆုံးတယောက်တည်းပြောအောင်နေဆိုတာဟာတရားဘောင်တာနဲ့နေပါ ဆိုလိုပါတယ်အဲ့ဒီပါဠိနဲ့တစ်ဆက်တည်းမှာမြတ်စွာဘုရားရှင်ဟောထားတာကဧကောသရေနသပါပနိကိရာအပေါ်သူကိုမတင်ကဉာဏ်ေဝနာကိုသိအားကြစရာကောင်းဤမှာသမယတိဤပလလဲကြောဤ၌မတင်ကိုမတင်မျိုးဖြစ်သောနာကိုဆင်မြောင်ကြီးဒီဝါပလလဲဆင်မြင်သည်ဧကောဝါတယောက်တည်းသာလျှင်အဘောသူကိုကြောက်ကြမှုမရှိပဲဝါညိကတွေ့ကြမှုမရှိပဲ ဒုက္ခံခြင်းနာစွာစရတိဤဝလက်လေတကယ်ဆိုဧကောဝတယောက်ထဲသာလည်းစရိယနေထိုင်ရ၏ညသောကြားရှိဆေဝါမြုပ်တုံးကပန္နလေးကျော်ကြီးထဲမှာတပါးရဲသတင်းသုံးပြီးတော့ဝါစုအလောအကျွေးရဟန်းလည်းတပါးမှမရှိတပါးရဲသတင်းသုံးတဲ့ညသောဖျားကိုဘယ်သူပြည့်စုံတယ်လဲဆိုရင်ပန္နလေးစိန်မင်းကြီးကပြည့်စုံတယ် တော်ထဲမှာသွားပြီးတော့ချုပ်မြင်ကောင်းမြတ်တဲ့သတိကြီးနေတဲ့ရှားပွေပြီးတော့မြတ်စွာဘုရားရှင်ကိုလှုပ်ကြည့်ပြုစုမြတ်စွာဘုရားဆွမ်းကမထွက်ဘဲနဲ့သုံးလလုံးချမ်းသာစွာနေရအခြားခြားသောဝိယဝဆကြီးငယ်တွေကိုလည်းထုပလလဲဆိုင်မြင့်ကတွေ့လို့ဆောင်းရပြီးပြုဝဲကိစ္စတွေဆောင်းရပြီးလို့တယောက်ချင်းအေးအေးဆေးဆေးနေရတဲ့အချိန်မှာပလလဲဆိုင်မင်းကြီးကဥဒန်ကျူးဘာဥဒန်ကျူးတယ်လို့ဆိုတော့နာဒီဟိုရင်လုံးကဆင်မောင်းများစွာရဲ့အကြီးအကဲဖြစ်နေတဲ့ ဆံတွေကိုအုပ်သိပြီးတော့နေကြရဆံတုံးကဆံတိတွေဆံမတွေဆံပြိုဆံပေါက်ကလေးတွေဆံငယ်ကလေးတွေတို့ဆိုဆံကလေးတွေနဲ့ရောပြောင်းပြီးတော့နေရတဲ့အတွက်ကြောင့်ငါမှချမ်းချမ်းသာသာမနေကြရဘူးဆင်းဆင်းရဲရဲနေကြရတယ်ပြောမရဆိုမရထိမရသိမ့်ရတဲ့ဆံတွေကိုပြောဆိုထိမ့်သိမ့်ရတဲ့အတွက်ကြောင့်ငါမှကြောက်ကြမှုပြီးညားပြီးတော့ဆင်းရဲလိုက်တာ ငါချိုးချချိုးချလိုက်တဲ့တက်ခက်ဈေးကိုလည်းပဲတခြားတခြားစင်တွေကလူလူပြီးတော့စားပါကြတယ်။အဲ့ဒီတို့ကြောင့်ငါမှဆင်းရဲတယ်။အဖျားပြက်နေတဲ့မြက်တွေကိုပဲစားရတဲ့တို့ကြောင့်ငါမှဆင်းရဲတယ်။ဆင်ရကြီးကဲဆိုတော့နောက်ဆုံးကနေလိုက်ရှေ့ကစင်တွေကကောင်းပြီညုံပြီဆိုတဲ့မြက်အဖျားလေးတွေစားသွား။အရင်တော့ပဲကျန်တဲ့မြက်ကလေးတွေကိုနောက်ဆုံးကဒုစင်မင်းကြီးစားရ။အရသာမရှိတဲ့မြက်အရင်တွေစားရတော့အော်ငါမှဆင်းရဲလိုက်တာ။ ရေတောက်ပြန်တော့လည်းပဲတခြားဆိုင်တွေကစော်ကစားနေတော့နောက်ကျနေတဲ့ရေတွေကိုပဲတောက်ရတယ်။ကြည်လည်းနဲ့ကြည်တခါမှမတောက်ရတဲ့အတွက်ကြောင့်ငါမှဆင်းရဲလိုက်တာ။အဆိုးဆုံးကတော့စိတ်ဝင်စားကြတဲ့ကောင်းတဲ့အချက်ကတော့ဩဃာသဒ္ဓမေဥဋ္ဌိဏတ္တသတိနိယောကယဥပနိကံတံတိယောကိသံတိ။ရေတဲ့ရေဆင်းချိုးပြီးလို့ရေတဲ့ကနေပြန်တက်လာတဲ့ငါရဲ့ခန္ဓာ ဆင်မတွေကဇကောင်ကြီးဇကောင်ပုတ်တိုက်ပုတ်တိုက်ပြီးတော့သွားရတဲ့အတွက်ကြောင့်ငါမှဆင်းရဲလိုက်တာ။ညဆော်ပြားရှင်တစ်ချက်ကဆင်မလေးလေးတွေတော်တော်ကဲတယ်နော်။ခုနကတော့တယောက်တည်းနေပြီးတော့ကိုယ်နဲ့ပတ်သက်ပြီးချမ်းသာတယ်ဆိုတာအဲ့ဒါပဲ။အခုတော့ဆင်မကြီးရဲ့ပုတ်တိုက်ခြင်းကိုမခံရတဲ့အတွက်ကြောင့်ငါမှချမ်းသာလိုက်တာ။ဆရာပေါင်းကိုစွန့်ခွာပြီးတော့တယောက်ချင်းတကောင်နဲ့နေရခြင်းရ ျိုးကျေးဇူးတာကြီးမားလှပါပြီစွာချမ်းသာလှပါပြီစွာလို့အမြဲတမ်းဥဒန်းကျူးတရိစ္ဆာန်ဖြစ်တဲ့ဆင်တောင်မှတယောက်တည်းနေခြင်းရဲ့အကျိုးကျေးဇူးတယောက်တည်းနေခြင်းရဲ့ချမ်းသာဒုက္ခကိုနားလည်သဘောပေါက်ကြတယ်ဆိုရင်အသိဉာဏ်ရှိတဲ့ဥစ္စာတို့တွေဟာပုံပြီးတော့သဘောပေါက်တဲ့နေသဘောပေါက်တဲ့အတိုင်းလည်းပဲတယောက်တည်းနေပြီးတော့တစိုက်ထဲထားတဲ့ဝိပဿနာအလုပ်ကိုကြိုးစားအားထုတ်တဲ့ ဝိပဿနာမရှိဘူးတော့အောင်တယောက်တည်းနင်းနေရတယ်ဆိုရင်ကိုယ်ပဲဒုက္ခတွေအမျိုးမျိုးကျင်းပြီးတော့အလိုလိုနေရင်ချမ်းသာပါလေ။ဒါကြောင့်ဤကောတယောက်တည်းအတန်တီတော့မပြင်းမရှိပဲစရိယနေရာကြီး။ဤကောတယောက်တည်းနေပြီးတော့အတဏ္ဍမိမိရဲ့စိတ်ကိုဓမ္မယံဓမ္မယံတော်ဝိပဿနာ စိတ်တစ်စိတ်တည်းဖြစ်အောင်ဆုံးမလျက်။တယောက်တည်းနေပြီးတော့ဘာလို့ရမှန်လဲဆိုရင်ဝိပဿနာစိတ်တစ်စိတ်တည်းဖြစ်အောင်ကြိုးစားရမှာ။ ဝိပဿနာသိတဲ့စိတ်တည်းဖြစ်အောင်ကြိုးစားရမယ်ဆိုတာကတော့ဒါအဓိကအထွတ်အထိပ်အနေနဲ့ပြောတာပါဝိပဿနာလို့အားထုတ်နေကြတဲ့ပုဂ္ဂိုလ်များအတွက်သမထနုဂဟိတာလို့ဆိုတဲ့အတိုင်းပဲဝိပဿနာသမာဓိဓိလေးကိုသမထနည်းနဲ့လည်းခြံရံပေးရတယ်လို့ဆိုထားတဲ့အတွက်ကြောင့်တခါတရံတရားရှိမှရင်းနဲ့စိတ်တွေနောက်ကျနေတဲ့အခါစိတ်တွေမကြည်မလင်ဖြစ်နေတဲ့အခါမျိုးတွေမှာ ိမိအာသန်နဲ့လက်ဆောင်ပြခြင်းရဲ့ဂုဏ်တော်တစ်ခုကိုကိုးပွားများပြီးတော့နေမယ်ဓမ္မမို့မေတ္တာဘာဝနာပွားများပြီးတော့နေမယ်ဆိုရင်စိတ်ကလေးကြည်လင်ပြီးတော့သွားအဲဒီလိုစိတ်ကလေးကြည်လင်ပြီးတော့သွားတဲ့အချိန်မှာဝိပဿနာကိုဆက်ပြီးတော့ရှုမှတ်မယ်ဆိုရင်ပို့ပြီးတော့အကျိုးကျေးဇူးကြီးမားပါတယ်ဒါကြောင့်တရားဆိုင်ထိုင်တော့မယ်ဆိုရင်ချက်ချင်းဝိပဿနာမရှုသေးပဲနဲ့ဝိပဿနာရှုနေကြတဲ့ပုဂ္ဂိုလ်များဟာကိလေသာငြိမ်းအောင်အားထုတ်နေတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေတက်ကရဟန်းဂုဏ်တော် အရဟံဂုဏတော်တွေကလည်းပဲကိလေသာကင်းတဲ့ဂုဏတော်ကိုအာယုံပြုပြီးတော့အရဟံကိလေသာအပုခသိအင်းချင်းတော်မူသောမြတ်စွာဘုရားလို့သုံးကောက်လောက်အ ਨੇ ဆုံးပွားများရမယ်။ပြီးတော့မေတ္တာဘာဝနာကိုလည်းပဲအရဟံဂုဏကညီဆက်နှွယ်ပြီးတော့တတဝါအလုံးလည်းပဲကိလေသာအပုခသိအင်းချင်းကြပါစေလို့မေတ္တာဘာဝနာပွားများရမယ်။ အဲ့ဒီလိုဘုရားနဗိရဲ့မေတ္တာရှိကခြံရံပြီးတော့ဝိပဿနာရှုပွားလိုက်မယ်ဆိုရင်ထိုတထိုင်အတွင်းမှာမိမိရဲ့စိတ်ဆင်ကိလေသာတရားတွေဝင်ရောက်မှုနှဲပါတဲ့အတွက်ကြောင့်ဝိပဿနာရှုမှရတာပိုပြီးတော့အားကောင်းတယ်။ဒါကြောင့်ဒီသောတယောက်ချင်းနေပြီးတော့အာတဏမိမိရဲ့စိတ်ကိုဓမ္မယံဓမ္မယံသောဘာဝနာဖြင့်ဘာဝနာစိတ်တစ်စိတ်တည်းဖြင့်အောင်ဆုံးမှလျက်ဓမ္မယံဓမ္မယံသောဝိပဿနာသမထအခါရောသွားခြံရံပြီးတော့ဝိပဿနာစိတ်တစ်စိတ်တည်းဖြင့်အောင်ဆုံးမှလျက် ဝဏ္ဏတိကျောင်း၌ဝါစိတ်နေသောနေရာ၌ရမိကျောတိယာမွေလျော်ရာ၏ဣတိဤသို့ဘဂဝါမြတ်စွာဘုရားရှင်သည်ဒေဒီတိကောင်းသောမသိဟောကြားတော်မူခဲ့သည်တသမာထုကြောင့်ဓမ္မေသင်ပြနာပိသဗောင်သူတော်ကောင်းတို့သည်ကာယဝိဝေကစိတ်တဝိဝေကေနတယောက်တည်းနေခြင်းတစ်စိတ်ထဲထားခြင်းဆိုရယ်ကာယဝိဝေကတရားစိတ်တဝိဝေကတရားနှစ်ပါးနှင့်တမ္ပါတိသာကိုစီကိုငါပြေစုံအောင်ကြိုးစား